ချေကိုရဒီနေ့အိမ်ပြန်နောက်ကြမယ်ကွာမြမအမြင်ဆုံး plan plan 3G 4G internet ြေတောင်အာရှရဲ့ထိတ်တန်းအငှားယင်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Grab Taxi ဟာမြန်မာနိုင်ငံမှာနှိပညာရင်းနှီးမြှုပ်နှံမှုအသစ်တွေပြုလုပ်သွားမှာဖြစ်ပြီး Driver Care စီစဉ်တွေပြည်တွင်းမိဘလုပ်ငန်းတွေနဲ့ပူးပေါင်းပြီးဝန်ဆောင်မှုတွေတိုးချဲ့လုပ်ကိုင်သွားမယ်အကြောင်းတွေကိုဇူလိုင်26ရက်နေ့က Novotel Hotel မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ Grab အငှားယင်ဝန်ဆောင်မှုရရှိလာတာလေးလပြည့်ပြီဖြစ်ပြီးလက်ရှိမှာ Grab Taxi မောင်းသူ9000ကျော်ရှိနေပြီဖြစ်ပါတယ်။နောက်ပြီး Grab ကနေရင်မောင်းတဲ့ခီးတွေအလဲတကူသုံးနိုင်မဲ့ application တွေ driver gate အစီအစဉ်တစ်တွေနဲ့24နာရီလုံးဝန်ဆောင်မှုပေးမဲ့ call center ထားရှိမဲ့အစီအစဉ်တွေကိုလည်းအကောင့်ထဲပေါ်လွှတ်ဆောင်နေပါပြီ။မြန်မာနိုင်ငံရဲ့အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်တဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းအပြောင်းအလဲမှာ Grab ဝန်ဆောင်မှုအဖွဲ့အစည်းကနေရုံးချင်းမှုအပြည့်နဲ့အငှားရင်ဝန်ဆောင်မှုကိုကြိုးစားဆောင်ရွက်ပေးဖို့တိုက်တွန်းခဲ့သူကရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းပါ။ Grab ဟာကျွန်တော်တို့နိုင်ငံရဲ့အရေးကြီးတဲ့တည်ယူပို့ဆောင်ရေးဌာနတစ်ခုဖြစ်မှာအောင်မြင်တဲ့ဆောင်ရွက်နိုင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ပြည်ပြည်ပြောင်းလဲမှုမှာအရေးကြီးတဲ့ဌာနတစ်ခုမှာပါဝင်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့နောင်တမိုင်းမှာကိုယ့်ကိုယ်ကိုယုံကြည်မှုတွေတကယ်ကိုဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတဲ့စိတ်တွေနဲ့ဒီဌာနကိုအားကျုံးနိုင်တဲ့ကျိုးပန်းဆောင်ရွက်ပေးပါလို့တိုက်တွန်းရင်းဒီကောင်းချုပ်ပါဂရမ်မြန်မာရဲ့တောင်းအရှိသူတယောက်ဖြစ်တဲ့ဦးစရာမင်းကတော့ငားရုံဆောင်မှုတွေမှာကြုံတွေ့ရတဲ့ပြဿနာနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းလို့ရမလဲဆိုတော့အခုလိုရှင်းပြခဲ့ပါတယ် ရန်ကုန်ဝဲမြေပေါ်ပေါ့လေ Google Map ကမြေပေါ်ကတချို့မတိကျတဲ့နေရာတွေတွေ့ရှိပါလေကျွန်တော်အဲ့ဒါဟိုကအတူတူပါဒါပေမဲ့ဒီ24နာရီဒီ call center ဆက်ပြီးဖွင့်လိုက်တဲ့အချိန်မှာပေါ့လေ customer ရှိရဲ့ပြဿနာရောဒီမောင်းမှရှိရဲ့ပြဿနာရောကျွန်တော်တို့တိုက်တဲ့အချိန်မှာ follow လုပ်ပြီးလို့ရပါတယ်ကျွန်တော်ဘက်ကနေကျွန်တော်ဘလို့ဖြည့်ရှင်းလို့ရတယ်ဆိုတာကိုကျွန်တော်တို့လုံနိုင်တာအားလုံးကိုကျွန်တော်ဖြည့်ရှင်းပေးပါမယ် Grab အငားရင်ဝန်ဆောင်မှုအနေနဲ့အထူးဝန်ဆောင်မှုအဖြစ် Jensen Center Group တို့ပူးပေါင်းမဲ့အစီအစဉ်တွေလည်းရှိနေပါတယ်ဈေးဝယ်သူတွေအတွက်စီစဉ်ထားတဲ့ဖုန်းကတစ်စင်း အင်တာနက်သုံးတရာမလို့ပဲ Grab ဘန်းကျူးမှာရှိတဲ့နေရာကနေတောင်ကျဝန်ထမ်းတွေကအငှားရှာဖွေခြင်းလုပ်ငန်းတွေကိုလွှတ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ Grab နဲ့လှုပ်လှုပ်တဲ့နှစ်လအတွင်းမှာအပေါ်ဝင်ငွေစုမိလာလို့ Grab နဲ့အလုပ်တွဲလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါလို့ဆိုလာသူက Grab အငှားရင်မောင်းဦးမျိုးသူပါ။အတန်းတော့ဝင်ဝင်ပြီးဖြစ်လာပါဘူး။ဒါပေမဲ့ကျွန်တော်တမနနှစ်လဆွဲပြီးတဲ့ခါမှာကျွန်တော်ရဲ့အပေါ်ဝင်ငွေလေးတွေကတွင်းနဲ့ဘန်းကုန်တယ်ဝင်လာတွေ့ရ။အဲဒီကမှငါ ဟုတ်လားကျွန်တော်အပြင်မှာလည်းပဲကိုနီးကိုဝင်တဲ့2000 3000လောက်ရှာခဲ့ရတာဒီမှာလည်းရှာအဲ့ဒီမှာရှာတဲ့အခါမှာဘာဘာတော့ကျွန်တော်တို့ဘဝပန်းကြီးတွေကိုဘန်းကောင်တွေကိုကျွန်တော်ရဲ့ဟိုအကြောင်းအရာဘောနဲ့တွေရလာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအင်တန်နက်တွေဒါရက်တရားချားတရားချားတွေဝင်တယ်အဲ့နောက်တော့ဟိုအကြောင်းအရာဘောနဲ့ဆိုရင်တပတ်ပြန်တယ်ဒါတော့လည်းအပူမဖြစ်ဘူး